m ္လာပါခင်ဗျာဒီနေ့ကျွန်တော်တို့ပြောပြချင်တာကတော့2025ခုနှစ်ရဲ့ box office ကိုလှုပ်ခတ်စေပြီးဘယ်သူမှမထင်ထားပဲ Dead Horse တကောင်လို့တရဖူစောင်းသွားတဲ့တရုတ် animation ကားကောင်းတကားဖြစ်တဲ့ Nobody ပါပဲဒီကားကမထွက်ခင်ကဘယ်သူမှသိမသိခဲ့ပေမဲ့ထွက်ပြီး9ရက်အကြာမှာကိုပဲရွှေငွေတန်း950ကျော် American Dollar 14.86တန်းရရှိခဲ့ပြီးတနင်္ဂနွေနေ့တရက်ထဲမှာကိုပဲရွှေငွေ106တန်းထိရရှိခဲ့ပါတယ်ပိုပြီးအန်ဝေါ်စရာကောင်းတာကတရုတ်ရဲ့နာမည်ကြီး review platform ဖြစ်တဲ့တုံးပန်းမှာတောင်8.6 အမှတ်ရရှိခဲ့ပြီး animation blockbuster ဖြစ်တဲ့ Nijatu 8.5ကိုတော့ကြော်ဖြတ်နိုင်ခဲ့ပါတယ်။ဘာလို့လဲဒီ nobody ဆိုတဲ့ animation ကဘာကြောင့်ဒီလောက်တောင်အောင်မြင်သွားတာလဲဒီကားကကျွန်တော်တို့ပြည်သက်ကိုဘာတွေထူးထူးခြားခြားပေးစွမ်းနိုင်ခဲ့တယ်လဲဆိုတာကိုကျွန်တော် review မှာအသေးစိတ်ဆွေးနွေးပေးသွားပါမယ်။ဇလန်အချင်းလေးကို spoiler မှာပါပဲပြောပြပါမယ်။ဒီ animation ရဲ့အဓိကစက်ကောင်ကတော့ဝုံဝုံမိစ္ဆာလေးတစ်ကောင်ပဲဖြစ်ပါတယ်။သူဟာလန်လန်တောင်ပေါ်က Kings of Kings လို့ခေါ်တဲ့မိစ္ဆာဘရင်ကြီးရဲ့ဂူထဲမှာအနေဆုံးဆက်ဝန်ထမ်းမိစ္ဆာလေးပါ။သူ့ရဲ့အိမ်မက်က တော့အလုတ်စူးစမ်းပြီးယာရုတက်ဖို့ဂုံလိပ်ခရှိတဲ့အလုတ်တစ်ခုရဖို့ပါပဲဒါပေမဲ့ သူ့ရဲ့ဘာမှမထူးခြားတဲ့အလုပ်စူးစမ်းမှုတွေတက်ဆွမ်းမှုမရှိတာတွေကြောင့်မိစ္ဆာဘီရင်ကိုမတော်တဆစော်ကားမိသွားပြီးအလုပ်ကနေထုတ်ပြစ်ခံလိုက်ရပါတယ်ဒီအချိန်မှာဝုံဝုံမိစ္ဆာလေးဟာလန်လန်တောင်ကနေထွက်ခွာပြီးသူ့ဘဝကိုသူ့ကိုယ်တိုင်ဖန်တီးဖို့ဆုံးဖြတ်လိုက်ပါတယ်သူဟာသူ့လိုပဲအမြင်မသိမိစ္ဆာငယ်လေး၃ကောင်ကိုစုစည်းပြီးဂျော်နီတို့တဲ့ဝက်စ်ကနာမည်ကြီးတန်ဆန်းကျန်းနဲ့သူ့တပည့်၃ပါးလိုဟန်ဆောင်ကနတ်ဖျားတွေအဖြစ်ရောက်ရှိဖို့ရည်ရွယ်ချက်နဲ့စံစာပင်ခီးစဉ်ကိုစတင်လိုက်ပါတယ်သူတို့ရဲ့ခီးစဉ်ကလွယ်ကူမနေပါဘူးမိစ္ဆာလောကကသူတို့ကိုလှောင်ပြောင်ကြတယ် ျန်းစာသွားမှင်မှုဆိုတာမင်းတို့လိုလူအောက်တန်းစားတွေနဲ့မဆိုင်ဘူးမင်းတို့ကနည်းမမရှိနောက်ခံမရှိတော့ဖြစ်မှာမဟုတ်ဘူးလို့ပြောကြတယ်ဒါပေမဲ့ဘုံဘုံမိစာလေးနဲ့သူ့ပေါင်းပါတွေကစိတ်သက်မကြပဲသူတို့ရဲ့ဘဝကိုသူတို့ကိုယ်တိုင်ပုံဖော်ဖို့အတွက်အသားစီးတွေမိစာစိုးတွေကိုတိုက်ခိုက်ပြီးဆက်လက်ခီးနှင်မာတော့တယ်ဒီခီးကဘယ်ကိုဥတည်သွားမလဲဒါကိုဒီ animation မှာကြည့်ရမှာပါပဲဒီကားရဲ့အကြီးမားဆုံးအားသာချက်ကတော့ဇလန်းကတရုတ်ဒဏ္ဍာရီကိုအခြေခံထားပေမဲ့ပြောပြထားတဲ့အကြောင်းအရာကကဘာနဲ့အဝမ်းလူတိုင်းနဲ့တတ်ဆိုင်နေတဲ့ universal reality disability ဆိုတာပါပဲလူဘဝမှာ sustain ကြီးတစ်ခုရဲ့အောက်မှာအလုပ်ကြိုးစားပေမဲ့အတိတ်မှပြုတ်မခံရတာဘယ်သူမှဂရုမစိုက်တဲ့ no body တယောက်လိုခံစားရတာအိမ်မက်တွေရှိပေမဲ့ဖိနှိပ်ခံရတာဒီလိုခံစားချက်တွေကိုကျွန်တော်တို့အားလုံးတစ်ချိန်ချိန်မှာကြုံမှုကြမှာပါလန်လန်တောင်ရဲ့မိစ္ဆာလေးတွေကကျွန်တော်တို့ရဲ့ မှန်ပါပဲဘလူးမမထင်မှတ်တဲ့သူတွေကဘဝကိုသူတို့ ပုံစံနဲ့ရှင်သန်ဖို့ထွက်ခွာလာတဲ့ဇာလန်းကလူတိုင်းကိုဟတ်ထီစေပါတယ် destination ထက်ခရီးစဉ်ကပိုအရေးကြီးတယ်ဆိုတဲ့ message ကိုထီထီမိမိပေးသွားပါတယ်ဒီကားရဲ့ visual ကတကယ်ကိုအမခံပါပဲဒါဟာတာမန် 3D animation လို့ hyper real ပုံစံမဟုတ်ပဲတရုတ်ရဲ့ရိုးရအနုပညာဖြစ်တဲ့ in wash painting မင်းစေးပကြီး style နဲ့ brush wall app တွေကို kimmy animation နည်းပညာနဲ့ပေါင်းစပ်ဖန်တီးထားတာပါဒီကားကမိစ္ဆာလေးတွေကသူတို့ထက်အစတ ရာပိုအားကောင်းတဲ့ရန်သူတွေကိုရင်ဆိုင်တိုက်ခိုက်ရတဲ့အခါမှာတော့မကြောက်ရွံ့ပဲဆက်တိုက်ခိုက်သွားနိုင်တာကိုတွေ့ရပါတယ်။ဘာလို့လဲဆိုတော့သူတို့ဟာသူတို့ရဲ့ဘဝကိုသူတို့ပုံစံနဲ့ရှင်သန်ခြင်းလို့ပါပဲ။ဒါနိုးဘော်ဒီတွေရဲ့ဂုံတိတ်ခါတက်တင်တဲ့ဘဝကိုပိုင်ဆိုင်လိုမှုအကြောင်းပြောပြနေတာပါ။မိတ်ဆွေတို့ဘယ်နေရာကလာလာဘယ်လုတ်ကိုပဲလုတ်လို့ကိုယ့်ရဲ့လန်လန်တောင်ကနေရရဲဝုံဝုံထွက်ခွာပြီးကိုယ်ပိုင်ကျန်းစာကိုရှာဖွေဖို့ဒီဝုံဝုံမိတ်ဆာလေးကတိုက်တွန်းနေသလိုပါပဲ။ခြုံငုံပြောရရင်နိုးဘော်ဒီဟာ box office မှာအောင်ပွဲခံရုံနဲ့မကပဲတရုတ်ရိုးရရင်ချင်းမှုကို ခင်မိတဲ့ပုံစံနဲ့ဘလို့ပေါ်ပြရမလဲဆိုတာကိုတတ်သိပြခဲ့တဲ့ animation တကားပါဒါတရုပ် animation တွေအတွက်ကိုပိုင်လမ်းကြောင်းတစ်ခုကိုဖောက်ထွင်းပြလိုက်တာပဲဖြစ်ပါတယ်ကျွန်တော် rating ကတော့10မှာ9ပေးပါတယ်ဒီကားလေးကိုကြည့်ရင်လည်းဆိုရင် video ရဲ့ first comment မှာ link ချထားပေးပါတယ်ဒီလိုမျိုး review တွေကိုထပ်မံကြည့်ရှုခြင်းနဲ့ဆိုရင် channel ကို like and subscribe လုပ်ဖို့မမေ့ပါနဲ့တော့နောက်ထပ် video တွေမှာပြန်တွေ့ပါမယ်